ဒိုဝဲမြို့မှာရှိတဲ့ပုဂ္ဂလိကဆေးရုံနှယုံဖြစ်တဲ့စာရိုဝါနဲ့အေးဆေးရုံတို့အတွင်းနဲ့ပြင်ပလူနာတွေလက်ခံကူတာတော့ကိုဇွန်လ17ရက်နေ့ကစပြီးခိတ္တရက်နာထားတယ်လို့ဆေးရုံနယ်နှိဆက်သူတွေနဲ့မြို့ခန့်တွေစီကသိရပါဗျ။စာရိုဝါဆေးရုံမှာဆေးရုံအတွင်းပြင်ပြပြမှာဖြစ်လို့လူနာလက်ခံနာကိုခိတ္တရက်နာမယ်ဆိုပြီးဒီကနေ့ဇွန်လ12ရက်နေ့မနက်ပိုင်းမှာကြေညာထားတာတွေ့ရတယ်လို့မြို့ခန့်မြို့သားတအူးကပြောပါဗျ။ ဆေးရုံပိတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဆာဒိုဝါဆေးရုံဖုံးကိုဆက်သွယ်မေးမြန်းရမှာတော့မင်းကဆောက်လို့ဆေးရုံပိတ်ထားတာဖြစ်ပြီးဆေးရုံရဲ့လုပ်ငန်းလိုင်စင်တချို့ကမပြီးပြတ်သေးတာကြောင့်အဲ့ဒါပြတာနဲ့ပြန်ဖွင့်မယ်လို့ဖုံးလက်ခံပြကြသူကပြောပါတယ်ဒါအပြင်ဒဝယ်မြို့မှာရှိတဲ့နောက်ထပ်ပုဂ္ဂလိကဆေးရုံတရုံဖြစ်တဲ့အေးဆေးရုံကလည်းအတွင်းလူနာတွေလက်ခံကူတာတော့ကိုခိတရရနာထားတယ်လို့ကြေညာထားတော့ကိုဒီကနေ့မနေ့ပိုင်းကတွေ့ရှိခဲ့တယ်လို့မြို့ခံတအူးကပြောပါရယ် အေးစေးုံတောင်းရှိသူကတော့မလတရက်နေ့ကလေးကဆေးုံပိတ်ထားတာဖြစ်ပြီးဝန်ထမ်းတွေအဝင်ထွက်ရှိပေမဲ့ဆေးုံမပိတ်ခင်ကလေးကစစ်ထားတဲ့သွေးစစ်ချက်တွေနဲ့ဓမှန်တွေလာယူကြတာလို့ပြောပါဗျ။စစ်ကောင်စီဟာရန်ကုန်အပါအဝင်မန္တလေးနဲ့ဒဝယ်မြို့တွေကပုဂလိကဆေးုံပေါင်း20လောက်ကို CDM ဆရာဝန်နဲ့ကျမ်းမာရေးဝန်ထမ်းတွေခန့်ထားတယ်ဆိုပြီးပြီးခဲ့တဲ့မန္လာကစလို့လုပ်ငန်းရပ်နာအရေးယူခဲ့ပါဗျ။ ိုအမ်မြူကမက်ဒီလန်ဆာဒိုဝါနဲ့အေးဆေးယုံတို့ဟာလည်းပြီးခဲ့တဲ့မန်လာတရနေ့ကဆောက်လို့ယာယီရက်နာခဲ့ကြရပါတယ်။ဆာဒိုဝါဆေးယုံဟာအေပရယ်လအစောပိုင်းမှာပြန်ဖွင့်ခဲ့ပြီးမက်ဒီလန်ဆေးယုံကတော့မေလတရနေ့မှာပြန်ဖွင့်ခဲ့ပါတယ်။ဒါကြောင့်ဒိုအမ်မြူမှာ ပုဂလိကဆေးယုံ9ယုံရှိတဲ့ထဲကလက်ရှိမှာမက်ဒီလန်ချမ်းမြစ်မြို့မှုဦးစတဲ့ဆေးယုံ3ယုံကပဲအတွင်းလူနာနဲ့ပြင်ပလူနာတွေကိုလက်ခံကူတာပေးနေတယ်လို့မြို့ခံတွေစီကသိရပါတယ်။